ငါတို့တွေဟာဒီခန္ဓာကိုယ်ကြီးရလာကလေးကနည်းနည်းလေးမျက်နှာတိသူ့ကိုမလှလှအောင်မဝဝရှူရရနဲ့တိစင်ရေမိုးချုံအဝစားတွေဆင်းရလှုပ်လာခဲ့ကြတာနောက်ဆုံးကျတော့သူကပြစ်လိုက်ရတာပဲနော်နောက်ဆုံးကျပြစ်လိုက်ရတာပဲဒါလဲစင်ရစဉ်းစားတတ်တဲ့အရာ ရှူရခင်မင်းစိတ်ရွှေဆင်းလဲစွာဘလို့ပဲသူကိုမဝောင်းဝအောင်မနှလားအောင်ပြုစုပေးမလို့ဖြစ်စေခြင်းနဲ့သာနာအတိုင်းဒီယုတ်ခဏကိုရဲ့တုံ့ပြန်သလားဆိုဘယ်တုံ့ပြန်မှာမဖြစ်စေခြင်းအားဖြင့်ကြီးပဲဖြစ်တာကိုကကြမ်းမခြင်းနဲ့သူကမကြမ်းမကိုကအမြဲလှခြင်းနဲ့သူကမလှဘူး ဖြည်းဖြည်းသူ့တဘာဝအတိုင်းသူ့သွားတာကိုယ်စကားနားထောင်တာတခုမှမရှိအဲ့ဒီသဘောတရားတွေကိုဆင်ញင်စဉ်းစားတတ်ဖို့ရသော်ဗျာလေဒီသဘောကိုဟောနောက်ဆုံးကြတဲ့အခါကျနေ့စဉ်အစာကျွေးပြီးတော့မွေးလာခဲ့တဲ့ဟောဒီယုတ်ခဏကိုကြီးဟာနောက်ဆုံးကြတော့ပြစ်လဲရတဲ့အနေထားမျိုးရောက်တယ် အေးပြည့်ပြည့်ရတဲ့အနေထားဟာယောဂဖြစ်လို့သက်ရှည်အောင်မနေရဘဲနဲ့သက်တူတူနဲ့ပြည့်ရတာလည်းရှိတယ်။သက်ရှည်ပြီးတော့ပြည့်ရတာလည်းရှိတယ်။ဒီကြားထဲမှာအစည်းချင်းနဲ့တည်သွားတာလေးကိုမဖြစ်ချင်တာဒီနဲ့ကိုဖြစ်တဲ့ခန္ဓာကိုယ်။အိုချင်းတရားနှိမ့်ဆက်ခံရပြီဆိုလို့ရှိရင် နှုတ်ပြုံမှုတွေအလုံးလူယူဖြည့်ဆည်းသွားတယ်နှုတ်ပြုံမှုတွေမကဘူးအင်အားတွေပါဖြည့်ဆည်းသွားစရာတရားဟာနှုတ်ပြုံမှုကိုလူရဲ့ဖြည့်ဆည်းပြီးသွားတာဒါကြောင့်မို့မီးလို့ခေါ်မိဟာလည်းလောင်တဲ့နေရာမှာမဲကြရတာမဟုတ်လားပျက်စီးသွားတာပဲလေသို့တူပဲစရာဆိုတဲ့မိဟာလည်း ကောင်းမောကနဲ့တဲ့ဆိုရယ်နဲ့ဖြူသွားတာပြေရီတွန့်သွားရီကျုရှုပ်ပြည့်စင်းမြဲအနေထားမျိုးဖြစ်သွားပြီနောက်ဆုံးမှာအယုဘော်ရည်တင်တဲ့ဆွန့်ပြစ်ခဲ့ရပြန်တာပဲအဲ့ဒီလိုစရာမီပြာတိမီနောက်ဆုံးသိရတဲ့မရဏမီဆိုတာဒီတောင်ပြန့်ဖြည့်စင်းမှုကြောင့်ခန္ဓာကိုယ်ကြီးဟာ စွန့်ပြစ်လိုက်ရတဲ့အနေထားပဲရအဲ့ဒီတည်းပဲခန္ဓာကိုယ်ကိုအကြောင်းပြုပြီးတော့ကောင်းမှုကုသိုလ်လုပ်လိုက်ရလို့ရှင်တော့မြတ်ရမှာပဲခန္ဓာကိုယ်ကိုအကြောင်းပြုပြီးမကောင်းတာတွေလုပ်လို့ရှင်တော့အဲ့ဒီမကောင်းမှုတွေနောက်ထပ်ဆက်ပြီးတော့ဝန်တော်ဝန်ပိုးတွေတက်လာမှာပဲဖြစ်တယ်ဒီခန္ဓာကိုယ်ချမ်းသာမှုအတွက် မကောင်းတဲ့စိတ်တွေမွေးပြီးမကောင်းတဲ့အလုပ်တွေလုပ်ကြတယ်။တရားနဲ့ဆက်ကျင်တဲ့အလုပ်တွေလုပ်ကြ။အဲ့လိုလုပ်ကြတယ်ဆိုရင်ဒီတမိုးမရှိတဲ့ခန္ဓာကိုယ်ကြီးတွေကိုယ်ရင်နဲ့နှလုံးထဲမှာတမိုးတွေမရလိုက်ပဲနဲ့ဆင်းရဲတွေနစ်စေတတ်တဲ့အကုသိုလ်တွေတနည်းတစ်ပုံနဲ့ဘဝတစ်ခု ဆုံးသွားတဲ့ပုံစံတွေအများကြီးပဲ။ ကုသိုလ်ကောင်းမှုရလိုက်တဲ့ပုဂ္ဂိုလ်ကလက်သဆုပ်စာရတာရှိခန္ဓာကိုယ်ကျေဖို့မွေးဖို့မတိတော့မဲ့ပုံမိုးရောမဲ့ပုံအနေထားမျိုးလွတ်ပြီးပျော်လိုက်ကြပါလိုက်ကြတဲ့နောက်ဆုံးမှာဒီခန္ဓာကိုယ်ကြီးကိုဆုံးပြပြီးတော့တွားချာရေးကြည့်တဲ့ကောအဲ့လိုအနေထားမျိုးတွေကိုစဉ်းစားသုံးသပ်နိုင်ရမယ်လို့သူဆိုတယ်ပေါ့ ်ရသဗျာဟောတဲ့အစိရံဝတ္တယံကာယောပထဝီဒိဋ္ဌိတိကိုယ်ကိုယ်လေးဆင်ញစနာကြာအေးအရုခဏကိုကြီးဟာမကြားခင်အသိစိတ်ကင်းတဲ့နေ့တည်းနဲ့ဆွန့်ပြစ်ခံမှာပဲတည်းရဲ့ဆွန့်ပြစ်ခံအတော့မွေနဲ့ပစ္စည်းဆွန့်လိုက်တယ်လို့ဒီခဏကိုကြီးကဆွန့်ပြစ်လိုက်အဲ့ဒီဆွန့်ပြစ်ခြင်းကိုမခံရခင် ငါတံမိုးရှိတဲ့အရာတွေဘာတွေရအောင်လုပ်ရမလဲဒီခဏကိုယ်ကရနိုင်တဲ့တံမိုးရှိတာတွေငါကြိုးစားအထောက်အမှာလို့သူဆိုလို့ပဲပေါ့အဲ့ဒီမှာတံမိုးဆိုတာ ਨੇ ပသက်ပြီးခဏကိုယ်သုံးချပြီးတော့ဝိယဝစ္စကုသူရိရအောင်လုပ်မယ်သုံးဖို့တိရဆောက်တယ်တိရဆောက်တည်တယ်ဆိုတာ သူစာတိုင်းကိုမကြွေးဘူးချိုးချန်လိုက်ပြီးတော့ကြွေးတဲ့နေရာလေးပဲကြွေးပြီးတော့သူမကြွေးတော့ပဲနဲ့ကိုချင်းစီလားထင်သေးဆောက်ချော်လိုက်တယ်ဆိုခဏကွာရတဲ့အမြတ်ခဏကိုသုံးချပြီးတော့တရားထိုင်လိုက်မယ်ဖရာကိုရှ िख ိုးလိုက်မယ်ကာယကံကုသိုလ်ရိအများကျွတ်အတွက်ကိုကိုအသုံးချပြီးတော့ ဝေယဝစ္စတွေလုံးလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကရလိုက်တဲ့အမျက်တွေပဲလို့ပြောဖြစ်တယ်။တရားထိုင်လိုက်ရင်လည်းအမျက်ပဲလူကြီးသူမတွေကိုကြီးတဲ့ဝေယဝစ္စလုံးရင်လည်းအမျက်ပဲအစာခံပြီးကိုကျင်းတိလာထိတ်လေးဆောရှောက်တာဥပုသ္စောတာဒါလည်းအမျက်အညောင်းခံပြီးတော့တရားနာတာလည်းဒီခန္ဓာကိုယ်ရဲ့အမျက်ပဲသူတွေ့ အလိုလိုဆိုတရားနာရတယ်ဆိုတာဆိုင်ပြီးတော့နာတာပြောစရာတစ်ခုမှပါတော့မဟုတ်တာပေတိပေတိလည်းမပါဘူးလေစိတ်လှုပ်ရှားစရာလည်းတစ်ခုမှဖြစ်ဒီထဲမှာငိုက်ချင်စရာပဲဖြစ်အဲ့ဒီငိုက်ချင်စရာကိုတိခံပြီးတော့အသိဉာဏ်ရအောင်ကြိုးစားပြီးနာနေတာဒါခန္ဓာကိုယ်ကရလိုက်တဲ့တံပိုးပဲ အတိညာရလို့ရှိရင်ခန္ဓာကိုယ်ရလိုက်တဲ့တံပိုးလို့ပြောအောင်ဖြစ်တယ်။မိမိမျက်စိနှလုံးကိုသုံးချပြီးတော့ဖျားဖူးရှင်တော်စီတော်ကြီးကိုကြည့်ပြီးအော်မျက်စောပြားရဲ့ထတ်တော်မွေတော်ကြီးမျက်စောပြားကိုယေရှုပြီးတည်ထားတဲ့ဖျားရဲ့ကုံတော်ခြေဆုတော်ကြီးစေတီကနေတဆင့်ကုံတော်ခြေဆုတော်ကြီးကိုအာယုပြုပြီးတော့ ဖဲဥချီမှုရှိခိုးလိုက်တယ်ဆိုရင်ဒါခန္ဓာကိုယ်ရလိုက်တဲ့အမျက်ဖဲလို့သူပြောယန္တန်ဃာတွေနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားရဲ့တပည့်သာဝကတွေဟာရှင်သာရိပုတ္တရာတို့ရှင်ကုဋေညာတို့ကဆက်နွယ်ပြီးတော့ခဏိတိယောက်ကအဆက်တည်ပဲမြတ်စွာဘုရားရဲ့တပည့်သာဝကတွေစိတ်ထဲက ရှိစုပြီးကြည်နူးတဲ့သရနဲ့လောချိလိုက်မယ်ဆိုဒါလည်းခန္ဓာကိုယ်ကရတယ်အများအဲ့ဒါလို့ခန္ဓာကိုယ်ကရလိုက်တဲ့အမျက်ကြီးရအောင်ယူနိုင်မှဒီခန္ဓာကိုယ်ကကိုယ်အတွက်အကျိုးပြုတာဖြစ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့နောက်ဆုံးအချိန်မှာဆွန့်ပစ်လိုက်ရတာပဲရှိတယ်ဘာမှမြတ်တချမ်းဝေယဝိသကုသိုလ်တွေလူမှုရေးကိစ္စတွေ နော်လူဖို့တန်းဖို့လုပ်ကြတာလေကာယကမြောက်ကျိုးစားအထုတ်မှုတွေအများအတွက်လုပ်တဲ့ကောင်းတဲ့အကျိုးတွေကိုဆောင်ရွက်တဲ့အလုပ်တွေမှန်သမျှကိုယ်ကရသုံးပြုပြီးရတဲ့ကုသိုလ်တွေမှတ်သမျှကိုယ့်အတွက်အမြတ်တည်းပဲသူဆိုအောင်ဖြစ်တယ်နော်အဲ့လိုတန်ဖိုးရှိတာလို့ နောက်တစ်ခုကတော့အသက်ရှင်နေတဲ့အချိန်လေးမှာကိုယ့်ရဲ့ရှင်တဲ့နှလုံးထဲမှာအမတ်တမဲမနေပဲနဲ့တတိတရားတွေတိုးတက်ပွားများလာအောင်တမာရီတွေတိုးတက်ပွားများလာအောင်အသိပညာတွေတိုးတက်ပွားများလာအောင်သုံးချပဲတတိပရှင်ထိုင်ကြည့်ပြီးတော့တဟာလို့နေမဲ့အစားတရားစာအုပ်လေးဖတ်ပြီးတော့အသိစိတ်လေးတွေဝင်နေခန္ဓာကိုယ်ရာ အဲ့ဒီလိုအကျိုးအမြတ်ကိုရအောင်ယူတတ်ဖို့လိုတယ်နောက်ဆုံးကြရင်တော့ပြည့်တရားမှာရည်ချီတယ်